ဒီပုံချောင်းထဲမှာလိုဝတ်ဆောင်လေးငှားပြီးတော့ဓပွင့်ရလို့ရတာပေါ့နော်ခုရောက်နေတာကငါးပါတီလာတတ်တလို့ဖျားကြောင်းနဲ့ဟိုတရုတ်ပုံကြောင်းလို့လည်းခေါ်ရပေါ့နော်အဲ့ဒါလေးကိုကျူတို့အရင်ဆုံးလဲပတ်ကြည့်ပါမယ်လိုက်ခဲ့ပါတုံး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 ဆိုတရုတ်မှလေးလိုမျိုးပတ်ရ ဒီပုံကြောင်ထဲမှာလူဝတ်စုံလေးငှားပြီးတော့တပွင့်ရဲလို့ရတယ်ပေါ့နော်ဝတ်စုံလေးတွေကအလို9000 8000 10000ပေါ့နော်ဝတ်စုံအမျိုးစားလိုက်ရှိရဲဆိုတော့မစိုးပါဘူးသူမိနစ်20ငှားပေးရဲတဲ့ accessory ဝါခါရပါရဲလို့လေးသူပြသူတို့လမ်းလျှောက်သူတို့လျှောက်ပြမယ် ကားကောင်းကြီးပဲဒီပုံချောင်းဝင်းလေးရလေဟိုဒီလိုတရုတ်အမွေတက်လုံးကတရုတ်ဟိုဇကားလေးရဲ့ရောက်သွားပြီးတော့ဝှစ်ဆောင်လေးတွေနဲ့ဓာတ်ပုံရိုက်ပြီးတော့တရုတ်ပြည်ခဏရောက်သွားတော့ခန်းစားချက်လေးပေါ့နော်ဒီထဲမှာတကယ်အင်ကြီးအင်ကောင်တစ်ထည့်အင်ပေါ့နော်ဟုတ်တယ်။ဟာဒီဘက်မှာကြိုက်သီးတို့ဒီဘက်မှာပုံချောင်း။ကြောရတာ။ကြောပေးထား။ ဒီမှာဒီဘက်မှာအကြိုက်ထီဦးဖေရဒီဘက်မှာဘုံเจ้าတုတ်မြန်မှာချစ်တီနောက်ရက်ကိုကျန်းစာရှာဖွေထွက်လာတဲ့ဟိုဟာဝခုံးနဲ့ဆရာတော်နဲ့ပြီးတော့ကွင်ရင်မဲတော်နဲ့ပုံလေးလာချစ်ဆရာလေးခုနဝှစ်ဆောင်လေးဝထားတော့ဒီဘုံလောက်ဝင်ရိုက်လိုက်ရမှာနော်ခုနကနေဝခုံးကတော့သူကပုံနေခြုံကြရဲမှာဘာအပြစ်လုပ်ထားလဲမသိဆရာတော်စိတ်ဆိုးနေတယ်တဲ့ ကျူတို့အခုနောက်ထပ်တနေရာကိုဆက်ပြီးတော့သွားပါမယ်။ဖေးသွားမလဲဆိုတာတူတူလိုက်ကြည့်ပေးအောင်နော်။